အားလုံးပဲမင်္ဂလာပါဗျ။စကတ်တီး YouTube Channel ပြန်လည်ကြိုဆိုလိုက်ပါဗျာ။ကျွန်တော်ဒီနေ့မှာဆိုရင်တော့ကျွန်တော်ဒီအုတ်စုပီတရပါနော်။ကျွန်တော် Edigo နဲ့ Vodafone ပွဲစဉ်ပွဲကြိုတုံးသက်ချက်လေးတင်ဆက်ပေးပါဦးမယ်ဗျာ။ညအားလုံးမင်္ဂလာပါနော်။မနေ့ကတော့ကျွန်တော်မောင်းပေါက်ခဲ့ပါနော်။ကျွန်တော်ဒီ Little Kang ကျွန်တော် Telegram Channel မှာပေးတင်ပေးရနော်။အပြည့်အောင်ပါနော်။ ါကျွန်တော်ပြားစားပြားနှုတ်တော့မပါဘူးလုံအောင်အပြည့်အောင်နဲ့မောင်းကတ်တစ်ကပ်ပေါက်ခဲ့တယ်ပြီးကျွန်တော် free tip တွေပေးတယ် live bet တွေရော live bet ဆိုရင်ကျွန်တော်၃ဘွဲအာကျွန်တော်ဒီဂျူပင်ပေါ့နော်နောက်ဆိုခုကန်ကန်ဒီမနေ့ရက်ဆိုဂျူပင်ပေါ့ဒီကျွန်တော်ဒီ Telegram channel မှာကျွန်တော်ကစားတဲ့ပွဲတိုင်းကျွန်တော်ချပြပေးတယ်နော်ယူရိုအကုန်လုံးအဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော် Telegram channel အကြောက် join ထားပါအောင်နော်ဒီ channel လေးကိုကျွန်တော် comment link မှာမြန်မြန်ချပေးထားတယ်နော် Telegram channel join ထားပါမောင်းကတ်တွေပါ like ထိုးလို့ရပါတယ်နော်ကျွန်တော်ကိုယ်တိုင်း ကျန်ကိုယ်တိုင်ကစားရမောင်းကက်လေးတင်မယ်เนาะမနေ့ကတော့အဖွင့်ကောင်းတယ်ဗောနော်အဲဒီနေ့ကျွန်တော်တို့ဒီအုပ်စုဘီပြင်သွားလိုက်မယ်ဗျာအုပ်စုအေးရတော့ကျွန်တော်မနေ့ဒီနေ့ကတော့အချိန်ကအတူတူလေးသွားလိုက်မယ်ဘာလို့ဆိုအုပ်စုဘီကိုတနင်္ဂနွေတနင်္ဂနွေခွဲကန်မယ်အုပ်စုအေးကိုကျွန်တော်မနေ့ဟောဗောနော်9နိုင်ခွဲ9နိုင်ခွဲကန်မယ်ဗောနော်ဘာလို့ဆိုတော့ဒီကနောက်ဆုံးအုပ်စုအစင်ဖြစ်တဲ့ဘယ်သူတွေတက်သွားပြီဘယ်သူတွေကြံခဲ့မှလဲဆိုတော့ချက်တော့စောင့်ကြည့်ရမှာဗောနော်အကြောပြအုပ်စုဘီအုပ်စုဘီကကျွန်တော်တပွဲတော့ရွေးထားရပြဘာလို့ဆိုတော့ဒီကိုပွဲပဲရွေးထားတယ် PSG ကကျွန်တော် အဲစီတဆောင်းတော့နိုင်မိုးကတော့တည်ကြတယ်ဒါကြိုက်ပွဲတော့ကျွန်တော်တိတ်မသုံးတတ်တော့ဘူးကျွန်တော်ဒီကဲရေးကြီးရဲ့ပွဲပေါ့နော် Vodafone နဲ့ Etico Madrid ပွဲကိုကျွန်တော်ရွေးထားရပါတော့ Vodafone ကကျွန်တော်တို့ဒီနှစ်ပွဲနိုင်ထားရဗျထောင်းမှတ်ပါတော့ဒီကိုကတော့ကျွန်တော်ရမန်သုံးမှတ်ရထားရပါတော့ဒါကြောင့်ရမန်နေနဲ့ပြောရမယ်ဆိုရင်တော့ဒီကိုကဒီပွဲကိုနိုင်မိုးလို့လိုအပ်တယ်ပေါ့နော်လိုအပ်တယ်ဆိုတာကျွန်တော်တို့ဘာကြောက်လဲဆိုတော့ဒီတစ်စက်နိုင်သွားမှကျွန်တော်တို့ဒီကနောက်ဆုံးပိတ်လေဖြစ်တယ်အုပ်စုနောက်ဆုံးအဆင့်ဆိုတော့ဒီကိုအနေနဲ့ဒီတစ်စက်လုံးကနိုင်သွားမှအဆင်ပြေမယ်ရမန်ကျွန်တော် 3မှတ်ဗျာဒေနိုင်ဝိုင်း6မှတ်6မှတ်ဆိုတော့ကျွန်တော်ပြောရမယ်ဆိုရင်တော့ထားပါဦး PG PG ကလည်းအနိုင်ကံမှာအနိုင်ကံမှာဆိုတော့ PG လည်း6မှတ်ရမယ်6မှတ်ရမယ်ဆိုပေမဲ့ကျွန်တော်တို့ဒီဒီကောကလုံးဝဒီပွဲရောက်တော့အနိုင်3မှတ်တော့ရအောင်ယူမှာရမယ်ဘာလို့သူအနေနဲ့ကဒီဘက်ကိုတေးကြဝိုင်း PG နိုင်ဝါခဲ့ရင်ဒီကိုနောက်တစ်ဆင့်ပြုတ်သွားပြီပေါ့နော်နောက်ဆင့်တက်ဖို့ခွင့်ရမရှိတော့ဒါကြောင့်ဒီကိုဘော်ဒီကိုနည်းနည်းကြိုက်ရေဗျကျွန်တော်ဒီစတိကြီးသွားမယ်နော်စတိကြီးမှာဆိုရင်ကျွန်တော် ဟောပါနော်ဒီကိုဘက်ပါနော်ဒီကိုကကျွန်တော်တို့တလုံး plat 50ဖွင့်ထားတယ်ကိုပေါင်းစင်း3လုံး plat 90ဖွင့်ထားတယ်နော်ခုကျွန်တော်ခုလက်ရှိကြေးပြောင်းပါနော်ကြေးပြောင်းပါဆိုရင်ဒီကိုတလုံး50ပဲဒီ body ကြီးမပြောင်းပြီးကိုပေါင်းစင်း3လုံး90ပဲနော် body ကြီးလည်းမပြောင်းဘူးကျွန်တော်တို့ဒီဟာကိုပေါင်းစင်းလည်းမပြောင်းဘူးပါနော်ဒါပေမဲ့ဒီနေ့ဒီကိုဖွင့်တဲ့ဈေးကတလုံး plat 50 ဈေးတန်းပေါ့နော်ဈေးတန်းရဆိုရင်တော့ကျွန်တော်အမြင်ပေါ့နော်ကျွန်တော်အဲတုံးသက်ချက်ရဆိုရင်တော့ဒီကိုနိုင်တော့ကံဖို့တော့များတယ်ဘာလို့လဲဒီကိုဘက်ကဘယ်လုံးဝကိုတိုက်စစ်ဆင်ပြီးတော့ကစားမှာဘာလို့လဲဗိုလ်တော်ကကျွန်တော်တို့ PG နဲ့ပွဲမှာဆိုရင်ဒီကိုဒီထားမိလိမ့်မယ် PG ကိုလုံးဝအခွင့်အရေးတစ်ချိန်ရအဲတစ်ချိန်ကလုံးဝ9ရတယ်ပထမပိုင်း32ပေါ့နော်လုံးဝအခွင့်အရေးတစ်ချိန်ရတော့တစ်ချိန်ကောင်းကောင်းတုံးချပြီးတကိုးရအောင်တွင်းယူပြီးတော့ PG ကိုလုံးဝပိတ်ကစားသွားရပါတော့ဒါကြောင့်ဗိုလ်တော်ကနေနေရပြောမယ်ဆိုရင် သူ့အနေနဲ့တိုက်စစ်တော့မကစားဘူးခန်းစစ်ပဲလာတာခန်းစစ်လာပြီးတော့ကျွန်တော်တို့ပြောမယ်ဆိုရင်ကျွန်တော်တို့တံပြန်တိုက်စစ်ပေါ့ဗျာကေဘလုံးထွက်သွားရင်ထွက်သွားရင်ဒီလုံကိုရအောင်ပြင်းနိုင်နိုင်နေတာမျိုးနဲ့ကန်တာပေါ့နော်ဒါကြောင့်ဘုရားဘုရားလုံးဝဒီကိုဖွင့်ကစားမလာမဟုတ်ဘူးဘာလို့လဲဆိုတော့ချောင်းမဲ့တော့နောက်တစ်ဆင့်ကတော့လုံးဝတည်ကြတဲ့နိဗ္ဗာန်ရှိနေပေါ့နော်ဒါကြောင့်ဒီကိုလုံးဝအသေးခံကစားဖို့များဒီကိုဘက်ကလုံးဝတော့တိုက်စစ်ဆင်ရမယ် လိုက်စင်မှာဆိုဒီကိုလေးကြောင့်တူးလို့လို့ပိုင်းစီရယ်ဆောင်းနှားနဲ့ပွဲမှာဆိုလဲတကယ်ကန်ပါရဲ့နော်ရာမက်လိုရင်လိုလိုကန်တယ်ဒါကြောင့်ဒီနေ့ပွဲကလုံးဝအရေးကြီးဆုံးပွဲလို့လည်းပြောလို့ရတာနော်ဒါကြောင့်ဒီကိုအနေနဲ့ကျွန်တော်ဒီဖွင့်နေသေးပါနော်ပုံမှန်ဆိုရင်တော့ဒီဂျေးတွေကပြောလို့ပြောတယ်ဗျာပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီဟိုအတင်းကြီးနဲ့အတင်းလဲပေါ့နော်ဗော်ဒါဖိုကိုလို့ဆိုရင်ကျွန်တော်ဘရာဇီးပဲနော်အတင်းဒီလိုမျိုးပေါ့အတင်းကွာချက်ကနည်းနည်းလေးတော့များတယ်အဲဒီကဘက်ကကျွန်တော်ခုဖွင့်တဲ့ဈေးရဆိုရင်တော့ဟိုတကယ်ဈေးရကြည့်မယ်ဆိုရင်တော့ဒီကွန်မနီကျင်းဒါပေမဲ့ကျွန်တော်က နောက်တစ်ဆင့်အတွက်ကိုလုံးဝတေချာကန်သွားမယ်ထင်တယ်။ဘာလို့ဆိုတော့ဒီကိုနေနဲ့ရမတ်ရအောင်ယူလိုက်မယ်။သုံးမအောင်ရအောင်ယူမယ်ထင်လို့ကျွန်တော်ဒီကိုဘော်ဒီတော့ကြိုက်တယ်။1 plus 5တရားဒီကိုတော့ပါလိမ့်မယ်။တစ်လုံးမဟုတ်ရင်နှလုံးပေါ့နော်။တစ်လုံးနဲ့တော့နိုင်အောင်တော့ကန်ပါလိမ့်မယ်။ဘာလို့ဆိုတော့အနိုင်သုံးမလုံးဝလိုအပ်နေတဲ့အတွက်တေချာကန်ပါလိမ့်မယ်။ဒီဘွဲကနောက်ဆုံးအဆုံးဖြတ်ဆိုတော့ဗေဒင်းနေတက်သွားမလဲဆိုတော့ကျွန်တော်စောက်ကြည့်ရမယ်ဗျာ။ကျွန်တော်အကြောင်ပီအက်ဂျီဘွဲတော့မယူတော့ဘူးနော်။စီလက်ဆောင်းတာပီအက်ဂျီဂျီကတော့နှလုံးမိုင်းနဲ့30၊သုံးမိုင်းနဲ့80ပေါ့နော်။ကိုစတီဂျီကတော့ကျွန်တော်ခုလက်ရှိဂျီပြောင်းအောင် ပြည့်စည်ကြည့်ပြင်းတယ်နော် body ကြီးနှလုံးပိုင်းနဲ့40လောက်တက်လာတယ်။ကိုပေါင်းစီကတော့ကျောင်း၄လုံး100ဆိုတော့၃လုံးရှုံး။အဲကိုပေါင်းစီလည်းတက်တယ်။ကျွန်တော်ဒီ body ကြီးလည်းတက်တယ်ပေါ့နော်။ရဲကြီးတော့ကျွန်တော်မရွေးတော့ပါဘူးနော်။ရိုးအနေနဲ့ကျွန်တော်ဒီနေ့စိတ်ကြိုက်ပါဘူးနော်။ဒါဒါတော့ကျွန်တော် knock video မှာတော့ကျွန်တော် knock ပွဲစဉ်ပါနော်။ group ear ပွဲစဉ်နေကျွန်တော်သုံးသက်ချက်လေးတင်ပေးပါအောင်မယ်နော်။ဒီအားတော့ကျွန်တော် group ear ပွဲစဉ်ကျွန်တော် Edico နဲ့ Vodafone ကိုကျွန်တော် Edico body ကြိုက်ပါတယ်เนาะ Edico အနိုင်ကန်သွားမယ်လို့လို့ယူပါတယ်။ဒါကြောင့် critical body ပါเนาะညီကောလို့เนาะကျွန်တော် average ညီကိုရေเนาะတယောက်ချင်းညီညာရောကျေးဇူးတင်ပါတယ်เนาะကြည့်ဒီ Socrates YouTube channel လို့ like subscribe လေးနဲ့အားပေးပါပါဗျာကျွန်တော်ပြီးနောက်ဗီဒီယိုတစ်ပုဒ်ထပ်တင်မယ်เนาะနောက်ဗီဒီယိုမှာလည်းကျွန်တော်တို့ group area ပွဲစဉ်နဲ့ကျွန်တော်အသုံးသက် channel တင်ဆက်ပေးပါမယ်အားလုံးဒီနေ့ရမယ်လို့ဆက်လက်ပါတယ်ဗျာကျေးဇူးတင်ပါတယ်ဗျာ